ပဒေက0ပါပဲနော်။ तू ဘလို့လို့အာနိသေရှိပါလဲ။ဘလို့ဝရမ်းသွားကပ်ပါလဲ။အဲ့ဒီလူတွေရဲ့ဘလို့ဖမ်းပါလဲ။သူတို့ပိုင်ဆိုင်ပစ္စည်းတွေကိုဘလို့သိမ်းပါလဲ။တရားဥရှိကိုဘလို့ပို့ပါလဲ။ဘလို့မဖြစ်နိုင်ဘူးဆိုရင်ဒါ0ဥတွေပဲလေ။ तू ကဒီ you got boy ဘလို့နည်းမှာအပြတ်မခံနိုင်ဘူး။အဲ့ဒါမလို့ဘယ်တော့မှမ you got boy တမိုင်းမှာမရှိတဲ့အလွန်ပြင်းထန်တဲ့ဥပဒေတွေပြတ်ထန်းနေတယ်ပေါ့။ဘာမှလုံပိုင်ခွင့်မရှိတဲ့ဟလာဘိုလ်ချုပ်ကြီးမင်းအောင်လိုင်းက၄၁၉အာနာကျင့်သုံးပြီးတော့ထုတ်တယ်ဆိုတော့ ငါတို့လှုပ်ရဲတယ်လှုပ်တယ်ကွာဆိုတဲ့အခါကျတော့မင်းတို့ကြံတဲ့ကောင်ကတော့လာပြောမနေနဲ့အခုစားတော့အမြင့်ဆုံးပေါ့ဗျအဲဒီလိုလဲပဲသူတို့တွေသူရဲစေးတင်ပေးရတာပေါ့ဗျာဟုတ်ကဲ့တရားလွတ်တော်ရှင်းနေဦးကြည့်မယ်ခင်ဗျာစစ်ကော်မရှင်ကတရေတခုထုတ်ပြန်ပါတယ်အဲ့ဒီမှာတော့ဒီသူတို့ဒီဇင်ဘာလုံးမဲ့ရွေးကောက်ပွဲကိုပြက်ပြားအောင်ပေါ့နော်ဟိုလှုံ့ဆော်ဆောင်ရွက်တယ်ဆိုပြီးတော့ ကရင်မျိုးသားစီယုံ KNU ဥက္ကဋ္ဌပရိုကွယ်ထူးဝင်းပါဝင်တခြား KNU ခေါင်းဆောင်တွေကိုသူတို့ကရဲစခန်းမှာအမှုဖွင့်တယ်ပေါ့နော်သူတို့ရဲ့ပြောဆိုမှုတွေဒီ KNU Facebook page မှာရေးထားတာတွေဒါတွေကရွေးကောက်ပွဲကိုပြက်ပြားအောင်လုပ်တယ်ဆိုပြီးသူတို့ဟိုဆွဆွဲထားတယ်ပေါ့နောက်ပြီးတော့ဒီချင်းလန်းချင်းပြည်နယ်ကချင်းလန်းအစိုးရကခေါင်းဆောင်တွေလည်းအလားတူသူတို့ပုံမှတ်တွေနဲ့အေးအေးယူဆောင်ရွက်တာရှိတယ်နောက်ပြီးတော့ AR တိုင်းမှာဒီမဲပေးတဲ့ပညာပေးတဲ့နေရာမှာ draw ဘုံချလို့ဆိုပြီး AA နဲ့ PDF တွေကိုသူတို့ဒါအမှုဖွင့်တယ်ပေါ့နောက် online မှာတခြားဟိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစန့်ကျင်ရေးသားတွေကိုလည်းသူတို့ကပေါ်ထုတ်ပြီးတော့ yes ကနေမှာအမှုဖွင့်တာဆိုသတင်းထုတ်ပြန်တာကိုတွေ့ရပါတယ်ဒီလိုသတင်းထုတ်ပြန်တာနဲ့ပတ်သက်ပြီးဘလောက် serious ဖြစ်လဲသူတို့အနေနဲ့ဘလောက်ထိဟိုပြင်းပြင်းထန်ထန်စောင့်ဝက်နေလဲဆိုတော့ကျွန်တော်သိလိုပါတယ်အဲ့ဒါမပြောခင်ပေါ့နော်သူတို့ထုတ်ပြန်တဲ့ဥပဒေနဲ့ပတ်သက်ပြီးဆရာတိရှိသလောက်လေ့လာထားသလောက်အဲ့ဒါအရင်ဆုံးသိလိုပါတယ်ဗျာ သူတို့ကပြီးခဲ့တဲ့ဇူလိုင်လ30ရက်နေ့ကပေါ့ဗျာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖြည့်ဆည်းခြင်းမှကာကွယ်ဥပဒေဆိုပြီးတော့ပြတ်ထန်လိုက်တယ်ပေါ့အပြတ်ထန်လိုက်တဲ့အခါကျတော့အယူပြောအယူယုံသွားလို့ပေါ့ဗျာဘာမှလုံပိုင်ခွင့်မရှိတဲ့ဟာလာဘိုလ်ချုပ်ကြီးမင်းအောင်လိုင်က၄၁၉အာနာကျင့်သုံးပြီးတော့ထုတ်တယ်ဆိုတော့ဟိုရှင်းရှင်းပြောရင်တော့တနတ်ရှိလို့ပေါ့ ငါတဏှတ်ရှိတယ်ကွာအတဏှတ်နဲ့ထုတ်တယ်ဆိုတော့လေမတတ်နိုင်ဘူးဗျာဒါဥပဒေစကားပြောမယ်ဆိုရင်တော့ဥပဒေကသူ့မှာလုံပိုင်မှုမရှိတဲ့ဥပဒေကိုသူပြဋ္ဌာန်းတာပါအဲ့ဒါစပြောခြင်းပါလေပေါ့အဲ့တော့ကောက်ပြီဘာပဲဖြစ်ဖြစ်သူကတဏှတ်ရှိနေတယ် defective power ပေါ့ဗျာနေပြီးတော့လည်းရှိတယ်ဆိုတော့ကျွန်တော်တို့ကစကားဖက်ပြောနေရတာပေါ့နော်ကျွန်တော်တို့တော့မကတော့ဘူးဒါတရုတ်တို့ရုရှားတို့အာဆီယံတို့ဒီလိုအိန္ဒိယတို့ကပါ ဖက်လုပ်ပြီးတော့ပြောလာနေရတဲ့အချိန်မှာကျွန်တော်တို့ကအာလကားကောင်မကွာဆိုပြီးတော့ဒီလိုပြောလုံလောက်နဲ့မလုံတော့တော့ဘူးပေါ့ဗျာပြည်သူကိုရှင်းပြဖို့လည်းတာဝန်ရှိလာတာပေါ့နော်အဲ့ဒီသဘောတရားအရာပြောရမယ်ဆိုရင်တော့သူကဒီရွေးကောက်ပွဲကိုဘယ်လိုနည်းမှာအပြတ်မခံနိုင်ဘူးအဲ့ဒါမလို့ဘယ်တော့မှရွေးကောက်ပွဲသမိုင်းမှာမရှိတဲ့အလွန်ပြင်းထန်တဲ့ဥပဒေတွေပြတ်ထန်ခဲ့တယ်ပေါ့ဒါသေတံတီးပေးမယ်လို့ဘာလို့ထိပေါ့ဗျာအ ਨੇ ဆုံး၃နှစ်ကနေသေတံတီးပေးမယ်ဆိုရင်ဥပဒေတွေပုံမှန်တွေ ြတ်ထန်လာတယ်ပေါ့ဆိုတာဒီယူကဘောက်ကိုလှုပ်ကိုလှုပ်မယ်အဲဒီလိုတန်ဋိဌံချထားပြီဆိုတော့မင်းတို့သိအောင်သိစီရမယ်ပထမတော့ဥပဒေနဲ့နောက်ကျတော့လက်တွေအလေးယူပြတယ်တောင်ကြီးမှာတယောက်ကိုဝေဖန်လို့ဆိုပြီးတောင်ပြစာအရေးယူတယ်ပေါ့နောက်လူပုဂ္ဂိုလ်တယောက်ချင်းတယောက်ချင်းအရေးယူတာစာကတ်တဲ့ကလေးတွေအရေးယူတာဆိုရင်အခုဆို6ရာလောက်တောင်ရှိသွားပြီပေါ့ဗျာကလေးတွေလည်းပါတယ်ပေါ့အခုစားတော့အမြင့်ဆုံးပေါ့ဗျာဒါတော်လိုင်းလက်လက်ကင်ဖွင့်စည်းတွေကိုအရေးယူတာတော့အမြင့်ဆုံးပေါ့ငါတို့လှုပ်ရဲတယ် လုပ်တယ်ကွာဆိုတဲ့အခါကျတော့မင်းတို့ကြံတဲ့ကောင်တော့လာပြောမနေနဲ့ဒါမျိုးပေါ့ဗျာ तू ကဘာဘူးလဲပဲ तू ကအာနာဘလောက်ရှိတယ် तू ကဒီလိုလှုပ်ရဲတယ် तू မှအာနာဘလောက်ရှိနေတယ်သူတယောက်ဖြစ်တယ်ဆိုတာကိုလည်း तू ကဘာဘူးလဲ तू ပြကြည့်တဲ့အနေနဲ့ဒီလိုကြွားလုံးထုတ်လိုက်တယ်လို့ကျွန်တော်ဒီလိုလဲစပြောချင်ပါတယ်ဗျာဟုတ်ကဲ့ဆရာအဲ့တော့အခုလိုမျိုးတိုင်းသားတော်လိုင်းအဖွဲ့အစည်းတွေရဲ့ဒီခေါင်းဆောင်တွေကို ဟိုဘလို့မှမဖြစ်နိုင်တဲ့အနေအထားမျိုးပေါ့နော်အေးယူဖို့ဆိုတာဆိုဒါကို तू ကတယောက်တည်းတော့မဟုတ်ဘူးတစ်ဖွဲ့လုံးခေါင်းဆောင်အားလုံးညီပါ KNU ချင်းလန်းအစိုးရမှလည်းဒီလိုပဲအကုန်လုံးညီပါဟိုသူတို့ကတိုင်ချက်ဖွင့်နေဆိုတော့က तू ပေးချင်တဲ့ message ကဘာလို့ပြောလို့ရမလဲဆရာဟာဒီလိုလူမျိုးတွေတော့လုံရဲတယ်ပေါ့ဗျာ तू ကတော့ဒါပြောပြောပြောချင်တာပေါ့ဒါမလို့အဲ့ဒီလုံရဲတယ်ဆိုတဲ့နောက်မှာအာနိသင်ကလည်းရှိအောင်မအောင်ဥပဒေအာနိသင်ဆိုတာဘာလဲဆိုတော့အဲ့ဒီတိုးထုတ်ပြန်တဲ့ဥပဒေကို ကိုအာနိသင်ကိုဘလောက်အကောင့်တွေပေါ်နိုင်လဲကိုကဘလောက်စွမ်းအားရှိလဲဆိုတဲ့ဟာနဲ့တိုက်လိုက်မယ်ဆိုရင်တော့အဲ့ဒီဥပဒေက0ဖြစ်သွားတာပေါ့နော်ဒီပုံကိုကြီးတွေပေါ့ဒီပုံကိုတွေပေါ့ဖွင့်တဲ့ဥပဒေကတော့0ပါပဲနော်0ဥပဒေပေါ့နောက်တစ်ခုကပထမတစင်သူတို့ဒီ KNU ကိုမတရားသိမ်းကျင်ညာတယ်အကြမ်းဖက်အဖွဲ့ဖြစ်သူတို့တတ်မှတ်လိုက်တယ်ပြီးတော့အမထိုးစစ်ကြီးကျယ်လှုပ်တယ်ပြီးတော့အခုတခါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဆိုပြီးတဖွဲ့လုံးခေါင်းဆောင်အကုန်လုံးအခုလိုမျိုး အရေးယူရဲဆိုပြီးလှုပ်ရဲဆိုတော့ဒီ KNU ပေါ်သူသူ့ရဲ့ target ပေါ်နော်ဘယ်လောက်ထိပြင်းထန်တယ်လို့ဆရာပြောလို့ရမလဲဟိုသူကတော့ဒီလိုပြောဗျာလှုပ်ကြည့်တာပေါ့ဗျာနော်ငါဘာမဆိုလှုပ်ရဲဆိုလှုပ်ကြည့်တာပေါ့တော်လည်းခုနကကျွန်တော်ပြောတဲ့ဇာခါနဲ့ပြန်ချုပ်ဝိုင်းတော့သူဥပဒေက0ပါပဲနော်သူဘလို့လို့အာနိသင်ရှိပါလဲဘလို့ဝရမ်းသွားကတ်ပါလဲအဲ့ဒီလူတွေဘလို့ဖမ်းပါလဲသူတို့ပိုက်ဆိုင်ပစ္စည်းတွေကိုဘလို့သိမ်းပါလဲတရားဥရှိကိုဘလို့ပို့ပါလဲ လုံးဝမဖြစ်နိုင်ဘူးဆိုရင်ဒါ zero ဥတွေပဲလေအဲ့တော့အမားကတော့ထုတ်ခံတဲ့လူကအရှက်စရာမကောင်းဘူးထုတ်တဲ့လူကအမတန်အရှက်မရှိတယ်ပေါ့ရှက်စရာကောင်းတာပေါ့နော်အရှက်မရှိတဲ့လူတွေပဲဒီလောက်ကိုလောက်ကြလိမ့်မယ်လို့ကျွန်တော်ဒီလိုပဲပြောမယ်ဆိုရင်မှားမှာမဖြစ်ပါဘူးနော်ဟုတ်ကဲ့ဆရာဒီရွေးကောက်ပွဲကို तू ကဟိုနှောက်ရှက်ဟန်တာပြက်ပြောင်း လုပ်တယ်စီးယုံတဲ့လူတွေအတွက်သူတို့ဥပဒေထုတ်တယ်ပေါ့နော်ဟိုရေဘူးကတိရတာအနည်းဆုံးထောင်တန်၃နှစ်အမြင့်ဆုံးက တေရန်ထိချမှတ်တယ်ဆိုတော့ဒီလောက်ထိ seriously ထုတ်ဖို့တကယ်တမ်းမှာအရင်ရွေးကောက်ပွဲနေရှင်ဒီလောက်ထိလိုအပ်လာအဲ့ဒီပုံပါအောင်ဆရာဘယ်လိုမျိုးမှတ်ချက်ပေးလို့လဲ။ဟိုသူ့အတွက်ကတော့လိုအပ်တယ်ဗျ။အဲလိုဆိုဒီလောက်ပြင်းပြင်းထန်ထန်ထုတ်ထားမှသူ့ဘက်ကလည်းပဲအဲ့ဒီရွေးကောက်ပွဲဝင်မဲ့ပါတီတွေနောက်တစ်ခါသူ့ကိုကူညီမဲ့လူတွေအကာအကွယ်ပေးလို့ရမှာပေါ့နော်။ဒါကလည်းပဲအဲ့ဒီသူတို့အစည်းအဝေးတွေကနေတင်ပြပြီးတော့ ျွန်တော်တို့မလုံခြုံဘူးဘယ်လိုလုပ်မလဲမဲတော့မစွဲရဲဘူးအပြင်းတော့မထွက်ရဲဘူးဟလာအမှတ်လောက်တော့မလုံရဲဘူးကျွန်တော်တို့ဘယ်လိုလုပ်ရမလဲလို့ပြောတဲ့အပေါ်မှာမူတည်ပြီးတော့ဒီဥပဒေတွေကိုသူကထုတ်ရတာဘူးဗျဟိုထုတ်တဲ့အခါကျတော့လေဘလောက်ဒီအသေးစိတ်တယ်ဆိုလို့ရှိရင်ခုနဟောပြောတာတွေမလုပ်အောင်စီယုံတာတွေမလုပ်အောင်နောက်တော့ကလူပုဂ္ဂိုလ်တူချင်းမဲမပေးတဲ့အောင်မလုပ်အောင်နောက်အမှတ်လောင်းတွေကိုလည်းပဲအဲအနောက်ရှေ့မပေးရဘူးမဲရုံတွေလည်းအနောက်ရှေ့မပေးရဘူးအပြင်ရောအတွင်းရော အသေးစိတ်ပေါ့ဗျာအသေးစိတ်ကိုလိုက်ပြီးတော့ဟိုထုတ်ရတာပေါ့ထုတ်တဲ့နေရာမှာလည်းပဲမ23ကာကြီးဆိုလို့ရှိရင်အတမ်းမန်းနှောက်ရထားဆိုရင်3နှစ်ကနေ9နှစ်ပေါ့လူစုလူဝေးနဲ့နှောက်ရထားဆိုလို့ရှိရင်9နှစ်ကနေ10နှစ်တို့အဒံရမယ်ဆိုလို့ရှိရင်3နှစ်ကနေပြီးတော့သေဒံထိချမယ်လူသေးမယ်ဆိုလို့ရှိရင်သေဒံထိချမယ်တယောက်ချင်းလုံးလို့ရှိရင်လည်းတယောက်ချင်းသေဒံ အစုဖွဲ့နဲ့လုပ်မယ်ဆိုရင်အဲအစုဖွဲ့တယောက်ချင်းစီကိုလိုက်ပြီးတည်တန်းဆိုတာမျိုးတွေအထိအသေးစိတ်ပေါ့ဗျာအာမင်းတို့ကဲမင်းတို့ဒါဆိုရင်တော့ယုံယုံပေါ့ကွာငါတလောက်လှုပ်ပေးထားတာပဲဘာမင်းတို့မလှုပ်ရဲစရာရှိပါလဲအဲဒီလိုလဲပဲသူတို့တွေသူရဲစေးတင်ပေးရတာပေါ့ဗျာအဲအဲ့လိုလဲပဲရဲစေးတင်ပေးရတဲ့အနေနဲ့ဒီလိုထုတ်ဝခြင်းဖြစ်တယ်လို့ဒီလိုလဲသတ်မှတ်လို့ယူဆလို့ရတာပေါ့နော်မဲပေးမဲ့အယက်သားတွေလည်းထီလို့မရဘူးလေဒီဥပဒေရ မဲလာပေးတဲ့လူတွေလမ်းပေါ်မှာမနှောက်ရှက်ရဘူးပေါ့နော်နှောက်ရှက်တဲ့နေမှာတယောက်ချင်းနှောက်ရှက်မှာလားလူစုလိုပဲနှောက်ရှက်မှာလားဒါအရောက်နှောက်ရှက်မှာလားတရားနှောက်ရှက်မှာလားအဲ့ဒါအသေးစိတ်ပြတ်ထန်ထားတယ်လေမဲလာပေးမဲ့လူတွေကိုကာကွယ်ပေးတဲ့ဟာတွေလေအဲအဲ့ဒီရောပြတ်ထန်ထားပါတယ်အဲ့တော့ဒီရွေးကောက်ပွဲကိုတော်လိုင်းအင်အားစုတွေကလုံးဝလက်မခံဘူးပြောထားတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဥပဒေအပေါ်ဘယ်လိုမျိုးတုံ့ပြန်ဆောင်ရွက်တင်တယ်လို့ဆရာထင်လဲဗျအဲ့တော့ ဟိုဒီဟာကဒီဥရေပြဋ္ဌာန်းကြီးရွယ်ချက်နဲ့ဒီဘက်ကကျွန်တော်တို့တော်လန်ကြီးဘက်ကအမြင်နေနေရတော့ဟိုဝေဖန်စရာတွေရှိတာပေါ့ဗျာအမြင်တွေရှိတာပေါ့အဲ့တော့ဘက်ကအဲ့လောက်သေသေချာချာကြည်နာလုံနေချိန်မှာကျွန်တော်တို့ဒီဘက်ကဘယ်လောက်လောက်လုံနေသလဲအဲ့ဒီပုံမှာလည်းကြည်တာပေါ့ဟုတ်လားသူတို့ကလည်းဒါကိုဟိုတစ်ကအထင်ကြီးလို့အဲဒီဘက်ကလူတွေကိုအထင်ကြီးလို့ပြဌာန်းတာလည်းဖြစ်နေတယ်။တော့အထင်သေးပြီးတော့လည်းပဲ ြဋ္ဌာန်းလည်းဖြစ်တာပေါ့။ဘာအထင်ကြီးလာလဲဆိုတဲ့အခါကျတော့မလွဲမသွေနှောက်ရမှာပဲ။သိကြတယ်။အဲ့ဒါမလွဲမသွေဖြစ်အောင်ပြတ်ပါအောင်လုပ်ပါပဲဆိုတော့အဲသူတို့ဘက်ကလည်းအဝဲဥအစွမ်းကိုအရစ်တင်တာပေါ့။နောက်တော့ကအထင်သေးတယ်ဆိုတာကမင်းတို့တွေမဖြစ်ပါဘူးကွာ။မင်းတို့တွေဘာမင်းတို့ဘာကူးဆိုင်ကြလို့လဲ။ငါ့မှာဒီဥပဒေတွေရှိတာလေ။မင်းတို့လာခဲ့ကြလေ။ငါချဖို့သိမယ်ဆိုဒီလိုလည်းပဲရှိတာပေါ့။အဲ့တော့ကျွန်တော်တို့ကဒီဘက်ကတော်လိုင်းရဲ့အဖွဲ့အစည်းတွေက ကိုပြောတဲ့ဇကားပေါ်မှာကိုဘယ်လောက်တည်အောင်လုပ်နိုင်လဲအဲသူ့ဟောဘယ်လောက်ပြန် challenge လုပ်နိုင်လဲဆိုတော့အဲ့ဒါကတော့ဒီဘက်ကလည်း challenge challenge လုပ်လိုက်တာပေါ့ဗျာအဲအဲ့ဒီသဘောလဲပါတာပေါ့နော်ပြီးလှုပ်ဆမ်းမှာအမင်းတို့ပြောနေကောင်းနေလှုပ်ဆမ်းမှာအဲ့လိုလှန့် challenge လုပ်နေတာပေါ့နော်အဲ့တော့ဒီစစ်ကောင်စီအဓိကထိန်းချုပ်ထားတဲ့နေမီဒီမှာရှိတဲ့အများပြည်သူအနေနဲ့ပေါ့နော်ဒီဥပဒေပေါ်မှာဟိုဘယ်လိုမျိုးနေထိုင်ဆောင်ရွက်တင်လဲဗျာအဲ့အဲ့ဒါကိုဆရာဘာအကြံပေးလို့လဲ သူကနှစ်မျိုးရှိတာပေါ့ဗျာတစ်မျိုးကတော့ဟိုတတ္တိရှိရှိနေပေါ့နိဒါကတော့ဒုတိယချင်းရဲ့တတ္တိဆိုတော့သွားပြောရင်ထပ်တူတူရမယ်လို့ပြောလို့လည်းမရဘူးအထင်ကြီးလို့လည်းမရဘူးအထင်သေးလို့လည်းမရဘူးတဝူးချင်းတတ္တိပုံကလည်းမူတည်တာပေါ့ဗျာမပေဘူးကွာဖြစ်ချင်တာဖြစ်ဆိုပြီးနေမဲ့လူကြလည်းဘာမှတတ်နိုင်ဘူးဘာလုပ်လို့ရမှာလဲအဲ့လိုရှိတာပေါ့အာမဟုတ်ဘူးကြောက်တယ်အာပြဿနာရှားနေတော့ဒုက္ခပဲအဲဆိုရင်လို့အဲ့လိုအကြောက်တရားနဲ့ဆိုရင်လည်းတစ်မျိုးပေါ့ဗျာ ။နောက်တစ်ခုကတော့မဟုတ်ဘူး။ငါတို့ကတော့မกินရမกินကြောင်းနေဖြစ်တယ်ဆိုပြီးတော့အဲဒါမျိုးတွေအဲတမျိုးဖြစ်မှာပေါ့။များသောအားဖြင့်ကတော့ကျွန်တော်ထင်တာကတော့မပေးဘူးကွာ။ကဖြစ်နေတာဖြစ်ဆိုတဲ့လူကများမယ်လို့ကျွန်တော်ထင်တယ်လေ။ဟုတ်ကဲ့နောက်တစ်ခုကခုနဆိုရှယ်မီဒီယာတွေပေါ်မှာကိုကဟိုကိုယ့်ရဲ့သဘောထားတိုင်းဒီရွေးကောက်ပွဲကိုဟိုလက်မခံနိုင်ဘူးပေါ့နော်ဒါလည်းသူကရေးမရဘူးလိုက်ပန်းနေဆိုတော့သူတို့ရဲ့သဘောဆန္ဒတွေခုမှဟိုဆိုရှယ်မီဒီယာမှာရေးမယ်ဆိုရင်အများကြီးဆိုလို့ရှိရင်သူတို့ အဲ့လောက်ကြီးကို light လုံနိုင်မလားဒီဥပဒေရအစ်စ်ကွန်မရှင်ကအဘယ်လုံနိုင်မလဲညမဘယ်လုံနိုင်မလဲတော့ဟန်ကိုဘူဆိုစကားကြီးရတယ်။ तू ကအစိုးရလိုအမိခံပြီးတော့ဟလာတနတ်တွေလည်းခြင်ထားတယ်။အဲ့ဒါဆိုတဲ့ခါကျတော့ဟန်ကိုဘူကတော့လောရတာပေါ့ဗျာနော်။အဲအဲ့လိုတော့ရှိတာပေါ့။ကျွန်တော်တို့ကဓာတ်တွေဖြစ်လာမယ်ဆိုတာသိတယ်ဗျာ။အများကြီးကြိုသိတယ်။သိမယ်လို့ကိုကလုံပိုင်ခွင့်ရှိတယ်လို့လည်းမဟုတ်ဘူး။ကိုကတတ်နိုင်သမျ ထောက်ခံရတဲ့လူစီယုံပြောဆိုတဲ့လူတလောက်ပဲအဆင်ရှိတာ ਉਹ တကယ်လုံပိုင်ခွင့်ရှိတဲ့ဥဆောင်ဖွဲ့ကြီးကတော့ NUG ပဲလေအဲဒီနေ့ပဲကျွန်တော်သတင်းတပုတ်ထပ်ဖတ်လိုက်ရတယ်မေလာတုန်းက NUG ဖွဲ့စည်းကကြီးညာတာတယံဇာတာတယံဇာတာရတဲ့ငွေကြီးရတယ်တနှစ်တွင်မှာတနှစ်တွင်ရတဲ့ငွေကြီးကြက်ငွေဘီလီယံ490နဲ့ရွှေ79ပိတ်တာတနှစ်ရတာအဲမေလာတုန်းကထုတ်တာမေလာ9ရက်နေ့ထုတ်တာနည်းတဲ့ဝင်ငွေတွေမဟုတ်ဘူးညာပြည်သူလူလက်လူရဲ့ငွေတွေအများကြီးပဲတပီလုံးကလည်းပဲ ဟိုသူနဲ့ကွဲလွဲတဲ့အဖွဲဆိုတာမရှိသလောက်ပါပဲเนาะ EO နဲ့မေရာတီးကြပေါ့။အဲ့လိုတခဲနဲ့ပြည်သူလူတရားလုံးထောက်ခံပြီးဝေရရှိနေအဖွဲကြီးရ။ဟလာဥဆောင်နိုင်ရမှာပေါ့ဒါတွေတိုက်ဖြစ်နိုင်ရမှာပေါ့။အဲဒါတွေကိုမပြနိုင်ဘူးဆိုတာဒါတွေကလာမှာတိနေတာလေ။ကျိုးတိနေတာပဲအကုန်လုံးသူတို့မတိဘူးဆိုတာလည်းခိုင်းပြောတာတာမန်လူတွေတောင်တိတယ်ဗျာရေကောက်ပွဲကြီးလာမယ်ဒီလုံးမယ်ဒီလိုဖြစ်မယ်ဆိုတာ။အဲ့ဓာတွေကဒီနဲ့ထိရောက်တဲ့နီလန်းနေတဲ့ကာကွယ်ဟန်တာ နိုင်အောင်သူတို့ရှိုးပန်းဆောင်ရွက်တဲ့သူတို့မှာတော့အဓိကတာဝန်ရှိတယ်လို့တော်လိုင်းရဲ့ဘက်ကအမြင်နဲ့ကြည့်မယ်ဆိုရင်ဒီလိုလဲကျွန်တော်တို့ကတော့မြင်ပါတယ်ဗျာနော်ဟုတ်ကဲ့အဲ့တော့စစ်ကော်မရှင်တွေနဲ့ဒီဥပဒေကိုကင်ပြီးတော့ပေါ့နော်ပြည်တွင်းမှာသူတို့လက်လန့်မိတယ်သူတို့အုပ်ချုပ်တဲ့နေရာတွေမှာဘယ်လောက်ထိ seriously ပြင်းပြင်းထန်ထန်စောင့်ဝဲနိုင်မဲ့အနေအထားရှိတယ်ဆရာအဲ့ပုံမှာဘယ်လိုမြင်ရလဲဗျာအာအဲ့ဒါကတော့တည်စီချာချာလုပ်လိမ့်မယ်စစ်မှုထမ်းဥပဒေရလဲပဲနော်အရန်အင်းအားတွေအပြားကြီးခေါ်ထားတယ် ထိုးစစ်တွေမှာလဲလူအင်အားနဲ့လူအင်အားနဲ့ထိုးတာနော်ကျွန်တော်ဒေါ်လာကြီးတပ်ဖွဲ့တွေကជីជីပါနေမှန်းသိတော့ជីအလုံးမသုံးနိုင်မှန်းသိတော့အုပ်စုလိုက်တက်တာခင်ဗျပြစ်တဲ့လူကကျတော့ជីကုန်ပြီးနောက်ဆုတ်ပြရတယ်အဲ့တော့စိတ်မြင့်မှန်တော့အဲ့လိုတုံးနေဆိုရွက်ကော့ဘော့ကိုလဲဒီလိုပဲအင်းနဲ့အားနဲ့တုံးပြီးတော့ဖြစ်အောင်လှုပ်သွားမယ်ဆိုတော့အသေးချာပဲဗျာဒါတော့ခင်ဗျအဲ့လားဟုတ်ကဲ့အဲ့တော့အများပြည်သူအနေနဲ့ဒီလိုမျိုးဥပဒေတွေနဲ့ဖိနေမှုအောင်မှာဟိုအန္တရာယ်မရှိနိုင်အောင်ဆရာ ဟိုဘာများအကြံပေးလို့လဲဆရာဥပဒေသမားတယောက်တို့တော့လေအဲ့ဒါလေးနောက်ဆုံးအနေနဲ့ပြောပြပါအကြံပေးတယ်ဆိုတော့ခုနကျွန်တော်ခုနစကားအောက်ပဲထပ်ပြောမယ်ဆိုရင်တယောက်ချင်းရဲ့အယူဆဒီအဖွဲ့အစည်းရဲ့အယူဆဆိုတာနှမျိုးရှိတာဟုတ်ဒီရန်သူအောက်မှာရှိနေတဲ့နာဒီကတော့အဖွဲ့အစည်းနေရတော့ခုခံလို့မလွယ်ဘူးပြတယောက်ချင်းတတ်တည်နေပဲခုခံကြရလိမ့်မယ်လေဟလာလွတ်မြောက်နေမိဒီမှာတော့အဖွဲ့အစည်းနဲ့တုံ့ပြန်လို့ရတော့ဒီမှာတော့ အဖွဲ့အစည်းနဲ့တုံ့ပြန်ဖို့ကတော့မလွယ်ဘူးဒါကြောင့်မတယောက်ချင်းရဲ့တတ္တိနဲ့စိတ်ဓာတ်နဲ့ပဲတုံ့ပြန်ကြရလိမ့်မယ်တုံ့ပြန်သင့်တယ်လို့ကျွန်တော်ဒီလိုအမှတ်ချက်ပြုချင်ပါတယ်ဗျာဟုတ်ကဲ့ဆရာဦးကြည်မြင့်ကျေးဇူးများတင်ပါတယ်အခုဒီစစ်ကော်မရှင်ရဲ့ဒီရွေးကောက်ပွဲဥပဒေနဲ့ဟိုဒီလိုမျိုးတော်လိုင်းအဖွဲ့အစည်းခေါင်းဆောင်တွေပါသူကအမှုဖွင့်တဲ့ကိစ္စပေါ်မူတည်ပြီးတော့ဗောနော်ဟိုဖြစ်လာနိုင်ကြီးအခြေအနေသူတို့ဘယ်လောက်ထိ seriously လုပ်မယ်ဆိုတဲ့အခြေအနေပေါ်မှာတုံးသက်ဟိုအကြံပေးတဲ့အတွက်ကျေးဇူးပါဆရာဟုတ်ပါဗျာ